အဲအဝါဆောင်လေးရဲ့အခန်းဆက်ဗီဒီယိုဖြစ်ပါတယ်နနီနနီဘေကာလာစုနနီနနီဘေကာလာစုဘေကာလာစုဆိုတဲ့အဓိပ္ပာယ်ကကြတော့ ရှိတယ်ဝါဣခေမဆန်ပြုလုပ်လို့မဖြစ်ဘူးဆိုတဲ့တိပယ်မျိုးပေါ့နော်နာနီနာနီစုစုဘေခိတယ်ဝါနိုင်တူယူအီမီပေါ့နော်ပြုလုပ်လို့မရဘူးမဖြစ်ဘူးခင်းရှိလုံးဝကိုခင်းရှိတမ်းမြစ်ထားတယ်နောက်ကချူဤတတိထားစရာလေးရှိတယ်ဆိုတာကိုဥနာကစုတုကိနီဝါစကိုင်းမန့်စ်ပေါ့နော်ဘယ်လိုမျိုးတိုက်တွန်းခြင်းပြောခြင်းတဲ့အခါမှာအသုံးပြုတာပေါ့နော်အဲ့တော့သူက ပါရီနဲ့တွဲပြီးတော့သွားရလဲဆိုជីရှောခဲជីရှောခဲပူလာစုဘဲခါလာစုယောကုစကောက်ကိုတို့ပါအနေနဲ့ဆိုလို့ရှိရင်တချီဤတိသူခင်းရှိဖြစ်စေတဲ့အရာမျိုးတားမြစ်တာမျိုးပေါ့နော်တချီဤတိဝင်လာမရဘူးလို့စာဝါတို့အဲခိုင်တို့ထီလို့မရဘူးလို့ဟိုင်တို့ နော်ဝင်တာတို့နော်ကစကားဥအသုံးပြုတာတို့ EU ပြောတာတို့ခံခါရဲတို့စဉ်းစားတာတို့ဘောနော်အဲ့လိုမျိုးပေခတာဆိုရင်တွေ့ပြီးသုံးတာများရဲ့ဘောနော်နောက်ခါချူဤတတိပေးစေနိုင်တဲ့အရာတွေပေါ့နော်ဥပမာဆိုလို့ရှိရင်အိုခူရဲတို့နောက်ကြတာတို့ဝါစုရဲတို့မူရှိစုတို့ဖူမူရာဘူးတို့နီကဲတို့ဆိုတဲ့ဒီစကလုံးလေးတွေနဲ့တွေ့သုံးတာတွေများရဲ့ဘောနော် ဲ့တော့ဝါကြလေးရင်နဲ့အတူလေ့လာကြည့်မယ်ဆိုရင်ခိုကိုနီထာချီအီဒုဘေခါဒါစုဆိုလို့ရှိရင်ဒီနေရာကိုဝင်လို့ဟိုက်တေဝါအီခေမဆင်းဆိုတဲ့အတိတ်ဘယ်ကိုအန်ဝမ်ဒီ level ရောက်တဲ့အခါမှာနာနီနာနီဘေခါဒါစုဆိုပြီးတုံးတာလေးဗျာညာတယ်ပေါ့နော်နောက်တစ်ခုကနံပါတ်2ကကြတော့ခိုနိုရှော်လူဟီဝါဒါရီနီမိုမီဆဲဒုဘေခါဒါစုဆိုရင်ဒီစာရွက်စာတမ်းကိုဘသူ့အုံမှာ မီစဲတဲဝါအိခဲမဆဲပြလို့မရဘူးပြလို့မဖြစ်ဘူးဆိုတဲ့အထိပ်ပဲမျိုးပေါ့နော်နောက်နံပါတ်3ကကြတော့မိချီအိုအိုဒန်စုဒုဘဲကာတာဆိုဆိုလို့ရှိရင်ဒီလမ်းကိုအိုဒန်ဆိုတာဖြတ်သွားဘူးနော်လမ်းကိုဖြတ်သွားလို့မရဘူးဒီလမ်းလမ်းကိုဖြတ်သွားလို့မရဘူးဆိုတဲ့အထိပ်ပဲဝါတာတဲဝါအိခဲမဆဲဆိုတဲ့အထိပ်ပဲမျိုးနဲ့အသုံးပြုထားပါတော့နောက်တစ်ခုကကြတော့ဌာနင်းတော့ privacy အိုအိုခဆုဘဲကာတာဆိုဆိုလို့ရှိရင်တခြားသူတယောက်ရဲ့ private ပေါ့နော်သူရဲ့ ပုံကိုရေးရအချက်အလက်တွေကိုသွားပြီးတော့ချိုးဖောက်လို့မရဘူးပေါ့နော်သွားပြီးတော့ကျူးလွန်ချိုးဖောက်တာတို့ဘာလို့တစုံတရာပြုတ်လုံးလို့မရဘူးဆိုတဲ့အတိတ်ပဲမျိုးနဲ့ရေးထားပါပေါ့နော်နောက်တစ်ခုကကြတော့ခုခုတဲ့ kitsu en suru ပဲခါရဆူဆိုရင်ဒီနေရာမှာ kitsu en ဆိုတာကကြတော့ဆစ်လေးတောက်တာပေါ့နော်အဲ့တော့ tabaco ကိုဆုတဲဝါ ikemasen ဆိုတဲ့အတိတ်ပဲမျိုးကိုသူက kitsu en suru ပဲခါရဆူဆိုပြီးတော့အသုံးပြုထားတာဖြစ်ပါတယ် နောက်ခုကကြတော့တာဒီနာဒီက UND တာဒီနာဒီက UND ဆိုတဲ့အဓိပ္ပာယ်ကတာဒီနာဒီတော့ထမယ်နိတာဒီနာဒီက gain တဲ့တာဒီနာဒီတော့ stay တဲ့ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်သူရဲ့အဓိပ္ပာယ်ကတခုခုကြောင့်တခုခုအတွက်ဒီလိုမျိုးအခြေခံအကြောင်းရင်းကြောင့်အဲဒီလိုမျိုးဖြစ်တာကြောင့်မလို့ဆိုတဲ့အဓိပ္ပာယ်မျိုး liu အကြောင်းပြချက် gain ဒီအခြေခံအကြောင်းတရားပေါ့နော်အဲ့ဒီဟာတွေကို Nobel Prize Scholar လည်းတင်ပါစပေါ့နော်အဲ့ဒါတွေကိုဖော်ပြခြင်းတဲ့အခါမှာအသုံးပြုရင်းပေါ့နော် အဲ့တော့သူ့အတိတ်ပဲနောက်တစ်ခေါက်ပြန်မှတ်မယ်ဆိုရင်နာနီနာနီကဂိန်းအင်းတဲ့နာနီနာနီတော့ထမေနီနာနီနာနီနီရောတဲဆိုတဲ့အတိတ်ပြမျိုးကိုမှတ်ထားလို့ရတယ်။စစ်စစ်ဆိုကိုကြည့်မယ်ဆိုလို့ရှိရင်တော့မဲရှိပူလာစုက UNE ကိုတုံ့ပြုတယ်ပြီးတဲ့အခါကျတော့ဒိုးရှိဒိုးရှိမှာဆိုလို့ရှိရင်ဂျီရှော့ခဲပူလာစုက UNE ကိုတုံ့ပြုတယ်ပေါ့နော်။ခဲရောရှိဒီမှာဆိုလို့ရှိရင်လည်းဤခဲရောရှိနာခဲရောရှိက UNE ဆိုပြီးတော့အတုံ့ပြုတယ်ပေါ့နော်။အဲ့တော့ဒီနေရာမှာတကယ်လို့ ဒီခဲရောရှိရေပေါ့နော်ဤခဲရောရှိဆိုလို့ရှိရင်ပြောင်းဖို့ပြောင်းနေတယ်နာခဲရောရှိဆိုလို့ရှိရင်ပြောင်းဖို့ပြောင်းနေလို့ကြည့်ကြည့်မယ်ပေါ့နော်ဤခဲရောရှိဆိုလို့ရှိရင်တော့သူကဥပမာတခိုင်းဆိုတာမြင်တော့ပေါ့နော်အဲ့တော့ဤနဲ့ဆုံးတဲ့ဟာကိုဤကိုခိပြောင်းပြီးတော့ကယူရင်းနည်းပေါင်းပြရပါတော့ဥပမာဆိုရှင်မြင့်လို့ပြောချင်တဲ့အခါမျိုးမှာဆိုလို့ရှင်တခခိကယူရင်းနည်းဆိုပြီးအသုံးမပြုတာပါတော့ဥပမာဆိုဥစုကရှိဆိုလို့ရှင်နှပါရမျိုးပေါ့နော်ဥစုကရှိမှာဆိုရင်ဤကိုခိပြောင်းပြီးတော့ဥစုက ရှိခိကယွေနိဆိုပြီးတော့အသုံးပြုရအဲ့ဒါဆိုရင်ဥစုပုရှိခန္ဓာကိုဆိုနှားရတဲ့အတွက်ကြောင့်မလို့နှားရတဲ့အတွက်ကြောင့်နောက်ဘုရားကျတော့အိုခိကြီးမတော်ဆိုလို့ရှိရင်လေဤဤကိုခိပြောင်းရမှာပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့အိုကီကီကယွေနိဆိုရတဲ့ပဲမျိုးဖြစ်သွားမှာပေါ့နော်အဲ့ဆိုလို့ရှိရင်ဒီဤခေယောရှိမှာဆိုလို့ရှိရင်ဤခေယောရှိနဲ့ဒီကယွေနိနဲ့ကတန်းကပ်လို့မရဘူးလားဆိုတော့ရတယ်ပေါ့နော်တန်းကပ်လို့ရတယ်ဒါပေမဲ့သူကဘယ်လိုမျိုးခွဲထားရလဲဆိုတော့ဒီ ဤကိုခိပြောင်းပြီးတော့ကရွေနေနေပေါင်းတဲ့ဟာကသူ့ရဲ့အတိတ်ပဲကပြောမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အဥမာလေးနဲ့တဲ့ပုံစံမျိုးဥမာနေ့စဉ်သုံးစကားပြောလို့ဘာလို့ညာလို့အဲ့လိုမျိုးဟာမျိုးပါဆိုလို့ရှိရင်တော့ဤကိုတန်းကတ်တဲ့ဟာမျိုးပဲအသုံးပြုရပေါ့နော်ဥမာအပြည့်ကြည့်ကြည့်မယ်ဆိုရင်ချောဤကရွေနေခရေဝခုတို့ခုကိုခခရတဲ့ခုတို့ခုကိုခခရလူခုတို့ဘူအာလူပေါ့နော်ဆိုလို့ရှိရင် သူကအရန်တံမာအကြောင်းမို့လို့တယောက်တည်းဒီနေတာနေတာတွေတောင်မှရှိတယ်ဆိုရင်အတိတ်ပဲမျိုးနဲ့ပေါ့နော်သုံးထားတာဒါဆိုလို့ရှိရင်ပြောမယ်ဆိုရင်ရရနီချီချောတိတ်ခိတာယောဂန်ပေါ့နော်ပြောမယ်ဆိုရင်နေ့စဉ်သုံးစကလုံးနေ့စဉ်ဒီလိုမျိုးလွဲကူတဲ့ဟာမျိုးနဲ့ဆက်ဆက်နေနေဆိုရင်အီဘူဒီတိုင်းပဲတက်ကပ်ပြီးတော့ပေါင်းတော်မျိုးပြီးပေါ့နော်ဥပမာဆိုရင်ရာစားရှိခယူရဲ့မိခါတွေကအစ်စုဘူမာဝါရီနိုကိုတိုအိုကစ်စကောက်ဆိုလို့ရှိရင်သူကသဘောကောင်းတာကြောင့်မလို့သူကအမြဲတမ်းပတ်ဝန်းကျင်ကိုအမြဲတမ်းဂရုစိုက်ပေးတယ်အဲဆိုတဲ့အတိတ်ပဲမျိုးပေါ့နော် ဆိုရင်သူလည်းဒါလည်းနေချီကျော်အဲစေကားစုမှာရှိတယ်ရှီဆန်ပေါ့နော်ဒီတိုင်းတဘာဝအလက်ရောက်ပြောနေကြပုံစံမျိုးဆိုလို့ရှိရင်တော့ဘာမှ ਈ ကိုဒီ keep ပေါင်းစရာမလိုဘူးပေါ့နော် ਈ ကို keep ပြောင်းစရာမလိုပဲနဲ့ဒီတိုင်းတန်ကပ်ပြီးသုံးနေအသုံးလုံးဆိုရင်လည်းရတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုက emotionally ကားရွေးနေစီစီပေါ့နော်ပြောဖကရှိလို့ရှိတယ်ရှိမှရှိတာပေါ့နော်အဲ့တော့ဒီ စိတ်ဝင်စားပါတော့စိတ်ဝင်စားရတဲ့ကြောင့်မလို့စိတ်ဝင်စားတာကြောင့်မလို့အာမထင်မှတ်ပဲမထင်မှတ်ပဲနဲ့ညနေနဲ့သွားရပါတော့တခုခုသူလုပ်နေတဲ့ပုံစံမျိုးဒါဆိုရင်လည်းပဲသူကဒီစကားပြောတဲ့ပုံစံအနေထားမျိုးနဲ့တုံးခါဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတိုင်းပဲ e ကိုကားယူရင်းနဲ့တန်ပေါင်းတာပေါ့နော်အဲ့တော့ e နဲ့ကားယူရင်းနဲ့တန်ပေါင်းလဲရတယ်ဒါမှမဟုတ်ပို့ပြီးတော့ထူးခြားတဲ့စကားမျိုးနဲ့လေးနဲ့တဲ့စာသားဆန်ဆန်တို့ကြပြဆန်ဆန်တို့နဲ့ပို့ပြီးတော့ဥမာ ဟိုဝမ်းနည်းမှုတွေကိုဖြည့်ဖြောက်လို့မရဘူးလို့ဘာလို့အဲ့လိုမျိုးတွေပြောတဲ့စာသားဆန်ဆန်စကားမျိုးတွေဆိုလို့ရှိရင်တော့ဒီ key ဆိုပြီးတော့ပြောင်းပေးရမှာပေါ့နော် key ကို key ပြောင်းပြီးတော့ခါယူနေနေပါဝင်မယ်ဆိုတဲ့သဘောမျိုးလောက်ရှိတယ်ပေါ့နော်အဲ့တော့နာခေယောရှိကိုကြည့်ကြည့်ပါမယ်နောက်တစ်ခုကနခေယောရှိဆိုလို့ရှိရင်တော့သူကနခေယောရှိကဒီတိုင်းတိုင်းကိုမှတော့ကယူရင်းနေဆိုပြီးတော့တက်ကတ်တဲ့ပုံစံမျိုးပေါ့နော်ဥပမာဆိုရင်ရှီစုကနာဆိုလို့ရှိရင်ရှီစုကနာကယူရင်းနေ တော့ဒီတိုင်းပဲတန်ခတ်တာပေါ့နော်ရှီဆူကာနာကယူရဲနေဆိုလို့ရှိရင်လုံးဝအိုတိတ်စိတ်နေတတ်တာကြောင့်မလို့ဘန်ဒီဘင်းဒီဆိုလို့ရှိရင်လည်းဘင်းနီနာကယူရဲနေအဆင်ပြေတာကြောင့်မလို့ခွန်နန်နာဆိုလို့ရှိရင်လည်းခက်ခဲသောဆိုရင်ခက်ခဲတာကြောင့်ဆိုလို့ပြောချင်တဲ့အခါမှာခွန်နန်နာကယူရဲနေဆိုပြီးတော့တော့ဒီတိုင်းတန်ခတ်တာပေါ့နော်အဲ့လိုမှတ်ထားရမှာက is အတီတင်မှာပဲ e ကိုခိပြောင်းပြီးတော့ကယူရဲနေနဲ့အပေါင်းတာမျိုးပေါ့နော်အဲ့တော့ဝါကြအနေနဲ့တွဲပြီးတော့ဒေတာကြည့်မယ်ပေါ့နော် နော်ဝါချနေနဲ့တွဲပြီးတော့နေလာမယ်ဆိုလို့ရှိရင်သူကခါရီကဂျီကိုကူရှိတာကယွေနီခိုင်ဂီကဟာဂျီမာရနာကတဆိုလို့ရှိရင်သူကဂျီကိုကူရှိတာကယွေနီဆိုလို့ရှိရင်လုံးဝကိုနောက်ကျတာကြောင်းမလို့နောက်ကျခဲ့တဲ့အတွက်ကြောင်းမလို့ဒီခိုင်ဂီပေါ့နော်အစည်းအဝေးကစတင်လို့မရဘူးဆိုတဲ့အတိတ်ပဲလို့ပေါ့နော်နောက်တစ်ခုကကြတော့တင်ကိုကဝါရူကြီးပေါ့နော်တင်ကိုကဝါရူကြီးကယွေနီချီယာယီဝါချူရှိနီနတ်တာ တဲ့ကိုဆိုတာကြတော့မိုးလေးဝတာပေါ့နော်မိုးလေးဝတာမကောင်းတဲ့အတွက်ကြောင့်မို့လို့ဒီရှီယာကြီးပြိုင်ပွဲကိုချူရှိရတန်လိုက်ခဲ့ရတယ်ဆိုတဲ့အတိတ်ပဲမျိုးပေါ့နော်။私の不注意が故に事故が အခုတည်းရှိမှတာပေါ့နော်။ငါရဲ့မတော်မတားပေါ့နော်။တတိမမပြုတ်မိတဲ့အရာကြောင့်မလို့တတိမပြုတ်မိတာကြောင့်မလို့လုံးဝအဆီတက်ဖြစ်ခဲ့ရင်ဆိုရင်အတိတ်ပဲမျိုးပေါ့နော်။ခါရင်တော့လိကန်ဖူဆိုကူကယူရဲ့နိပရောဂျက်တိုကဆဆွန်ဆဆွန်မနာကတာဆိုလို့ရှိရင်သူ့ရဲ့နားလည်မှုမပြည့်ဝတဲ့အတွက်ကြောင့်မလို့နားမလဲတိတ်ပြီးနားမလဲတာကြောင့်မလို့ဒီ project ကရှေ့ဦးဆက်လို့မရနိုင်ခဲ့ဘူးဆိုတဲ့အတိတ်ပဲမျိုးပေါ့နော်။ဆိုတော့ခါရှာတော့ဖူဆေကအခိလာခဏိနတ်တာကယူရဲ့နိရှင်းလိုက်ဦးဦးရှိနတ်တာဆိုလို့ရှိရင်သူ့ရဲ့ company က ဒီမကောင်းတဲ့အားတွေပေါ့နော်ဖူးစင်းဆိုတာကြတော့မတင်တော့မလို့ပြတယ်မကောင်းတဲ့အရာတွေကလုံးဝကိုထင်ထင်ရှားရှားဖြစ်သွားတာကြောင့်မလို့ယုံကြည်မှုတွေပြပြသွားခဲ့ရယုံကြည်မှုတွေဆုံးရှုံးခဲ့ရတယ်ဆိုရဲဒီလိုမျိုးနဲ့ရေးထားပါတော့เนาะအဲတော့နာနီနာနီကယူရင်းဆိုလို့ရှိရင်သူကဂိမ်းအကြောင်းရင်းဒါမှမဟုတ်လီယူကိုပေါ်ပြနေရမှာအတုံးပြပါပေါ့เนาะ အခုလေ့လာမယ့်ဝါကျတွေကကျတော့နာနီနာနီတော့အိုင်မတ်တဲ့နာနီနာနီတော့အိုင်မတ်တဲ့ဆိုရဲဝါကျတွေရဲ့အတိပေကကျတော့အစ်ရှော်နီဟာတာခါခဲ့တဲ့ဟိုတာကိုင်းနီပေါ့နော်အေခိုရှိအောင်ဆိုတဲ့အတိပေမျိုးအတူတူကအပြပြလန်လန်အလုံးအလုံးလောက်ကိုင်းကြရင်လည်းမှပြမှုတရားမှုလေးရှိကြတယ်ပြီးတဲ့ခါကျတော့ခုံမိုးနီစာရောရှိတဲ့ဤလို့အတူတကွာ ပူပေါင်းဆောင်ရွက်ခြင်းဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အတူတကွနှောင်းမှုတက်ရောက်ခြင်းဆိုတဲ့အဓိပ္ပာယ်မျိုးတွေနေရာမှာအသုံးပြုနေပေါ့နော်ညတော့အဖြစ်အာရမိုနိုယချိုကျော်ကာဟိုကနမိုနိုကိုအရှင်နီဆာယောဆူဆူဆိုတဲ့အဓိပ္ပာယ်အခြေအနေတစ်ခုခုကိစ္စတစ်ခုခုကတခြားအရာနဲ့တွားပြီးတော့အတူတကွပူပေါင်းဆောင်ရွက်တဲ့ပုံစံမျိုးနှောင်းမှုတက်ရောက်တဲ့ပုံစံမျိုးမှာအသုံးပြုရင်ယောဤခေခာယဝရိခေခာကိုပူမှုခုတို့ရှင်းမယ်ဆိုပေါ့နော်ကောင်းတဲ့ရလက်ကောမကောင်းတဲ့ရလက်ကောနှစ်ခုစလုံးပေါက်ွားနိုင်လေဆိုတဲ့ပုံစံမျိုးနေရာမှာအသုံးပြုရဲပေါ့နော်အဲတော့ခူရီတာကစိုးပေါ်စာရုံတို့ စိုးကြောခိုကို့ပြောကြောစလို့ဆိုင်ပြီးစုခါပါတယ်မစပေါ့နော်ပြောမယ်ဆိုလို့ရှိရင်နော်အတူတူကအပြန်နဲ့အကျိုးသက်ရောက်မှုရှိတဲ့အရာတွေအဲ့မှာအသုံးပြုရဲနောက်ပြီးရခါကျတော့ခိုခါဆိုလို့ရှိရင်လည်းရလက်ပေါ့နော်အချင်းချင်းနောက်ဘုတ်တယောက်တည်းဒီရလက်ဒီပုံမှာအပြန်အလှန်ဆက်သွင်းမှုတွေပုံမှာအသုံးပြုလာရည်များတယ်ပေါ့နော်အဲ့တော့သူ့ကိုအိမိပေါ့နော်အတိတ်ပဲအနေနဲ့ထပ်ပြီးတော့ဖတ်မယ်ဆိုလို့ရှိရင်နာနီနာနီတို့ထုံမိုနီအေကျော်ဦးဦးရောကိုရှိ စိုးခုံနေစာရောစုစုဆိုတဲ့အထိပ္ပယ်ကိုမှတ်ထားရရပေါ့နော်အဲ့တော့အတူတကွာရမိုတရမှုတွေရှိကြပြီးတော့အတူတကွာအပြန်ပြန်အနေနဲ့ဥပပေါင်းဆောင်ရွက်ခြင်းလှုပ်လှုပ်ခြင်းဆိုတဲ့ပုံစံမျိုးတွေကိုမှတ်ထားရရအဲ့တော့စိစုစုကိုကြည့်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီ now ပေါ့နော် now pulasu to aimate ဆိုပြီးတော့လေးတုံးတယ် now pulasu ga aimate ဆိုပြီးတော့လေးအပေါင်းပြရပေါ့နော်ပြီးတော့ဝါကြလေးနဲ့တွဲပြီးတော့လေးလာကြည့်ကြည့်မယ်ဆိုလို့ရှိရင်ခါနေတော့ဒိုလျောခုတို့ချင်းမှုတော့ဖျောလျောခုတို့ aimate project ကစေကူဦးဦးဆောင်နေတာဆိုလို့ရှိရင်သူ့ရဲ့လုံလောက်ဝိရိယစိုက်ထုတ်မှုရဲ့ဒီအဖွဲ့ရဲ့ပူပေါင်းဆောင်ရွက်မှုရဲ့အဲ့ဒီနှစ်ခုကအပြည့်အဝနဲ့အကျိုးတရားမှုရှိပြီးတော့ project ကအောင်မြင်သွားတယ်ဆိုတဲ့အတိအပြည့်မျိုးပေါ့နော်စေကူစီမံစာဆိုတဲ့အတိအပြည့်ပေါ့နော်နောက်တစ်ခုကကြာလေးကကြာတော့ Sono Kikyo no Saishin Gitsu to Marketing Goose Henryaku to Aimate Uri Age wa 急増しました。そのうちに、ディスタジオ。 ဒီစက်ရုံရဲ့နောက်ဆုံးနည်းပညာနဲ့ marketing စနစ်ဒီဆင်းရခုဆိုတာကြောင့် DPD အရင်ကလုံးဝကိုအဝင်ဝင်ချတဲ့ထပ်တူအချင်းချင်းအပြန့်ပြန့်လာလာပူပေါင်းအကျိုးပြုချရတဲ့အတွက်ကြောင့်မို့လို့ဒီအားကရောင်းအားဆိုလို့ရှိရင်တော့ဟောရုပ်တရက်ဆိုလို့ဖို့တက်သွားရဲဆိုရင်အတိပေးမျိုးပါအတုံးပြရပါနော်နောက်တစ်ခုကကြတော့ယောဤကျော်ဤခုတို့ခံကျော်တို့ 合間で子供は成長を遂げた。そして、カモネピニャイエ、パウンチンイボ、このアリナコーガー、ロワーをペンヤナナ、ジョデヤムシビロ、クリリエ、ピニャイエ、成長、チビドタムワフロシー、ロワーをアミゲレスリエ、デビューボノ、子供たちは成長しました、そリエ、デビューボノ、ミュータボャナルコアチャロ、自然の美しさと、その静けさと合間で、訪れる人々の心が落ち着く、そして、自然、そら、じゃろ、 လုံးဝတော့တဘာဝပေါ့နော်တဘာဝရဲ့အလှတရားရဲ့တိတ်ဆိတ်မှုရဲ့အဲ့ဒီနှစ်ခုကပေါင်းစပ်လိုက်တဲ့အချိန်မှာဆိုလို့ရှိရင်လာလေတဲ့လူတွေရဲ့စိတ်ကိုလုံးဝအူချစ်စခုလုံးဝကိုစိတ်ကိုတင်းနေအေးချမ်းစေရဲ့ဆိုရဲ့အထိပ္ပယ်မျိုးပေါ့နော်အဲ့တော့စိုးပေါ်ဒီစာရောစုစုဆိုရဲ့အထိပ္ပယ်မျိုးမှာသွားပြီးတော့တက်ရောက်တာပေါ့နော်နောက်တစ်ခုကကြတော့ခရီးတော့စိုင်းတို့တို့ရောခုတို့အာယီမာတဲ့ခုနိုအေဂါဝဒိုင်ဟီတို့တကီလိုကိုရှိမှရှိတာ ဆိုလို့ရှိရင်သူ့ရဲ့ဒီ sign တို့ parameter ရဲ့ဒိုလျော်ခု ခွန်အားရဲ့အဲ့နှစ်ခုပေါက်ဆက်လိုက်တဲ့အချိန်မှာပေါက်ဆက်လိုက်တဲ့အချိန်မှာအဲ့ဒီရုပ်ရှင်ကားဆိုရင်အရန်ကိုမှ hit တော့ဘာ hit တော့ဆိုလုံးဝဟော့ဖြစ်သွားတယ်ဆိုတော့အတိတ်ပဲမျိုးနဲ့ရှင်းတာဖြစ်ပါတယ် နောက်တစ်ခုလေးနာမည်ဝတ်ချလေးကကြတော့နာနီနာနီနိခတာကုနိုင်နာနီနာနီနိခတာကုနိုင်ခတာကုနိုင်ဆိုတဲ့အတိပေးကကြတော့ဟီချောနီခန်းတန်နီတိခီတို့အဲ့တော့အလွန်တရာအောင်မအလွယ်ကူလေဆိုတဲ့အတိပေးမျိုးမူစုကရှိခုနိုင်မခက်ခဲဘူးအာအီနီနီခိုင်တိခီတို့လွယ်လွယ်ကူကူနဲ့တည်တိုင်းနဲ့ပြောမယ်ဆိုလို့ရှိရင်တော့တွေးကြည့်ုံနဲ့တည်တိုင်းနဲ့ဆိုတဲ့အတိပေးမျိုးနေရာမှာသတ်မှတ်လို့ရရပေါ့နော်အဲ့ဒီတော့ အတိတ်ပဲနောက်တစ်ခုနောက်တစ်ပေါက်ထပ်မဲ့မယ်ဆိုရင်ဒါနေ့တနေ့စုစုကိုတော့ဖန်တန်တာဆိုတဲ့အတိတ်ပဲမျိုးပတ်ထားရရပေါ့နော်စုစုဆိုပုံမှာဆိုရင် now plus uni ခတာကုန်နိုင်လိုက်တယ်ပြီးရခါကျတော့ဒီတိုးရှိမှာဆိုလို့ရှိရင်တော့ဂျီရှောခဲ plus uni ခတာကုန်နိုင်ဆိုပြီးရလိုက်တယ်ပေါ့နော်ညတော့အပြည့်သူကဘယ်လိုနေရာမှာတွေ့ပြီးတော့တုံးလဲဆိုတော့လိကိုင်စုစု လိကိုင်စုလို့ဆိုရင်နားလေတာအဲ့တော့လိကိုင်စုတို့နေခတာကုနိုင်ဆိုလို့ရှိရင်နားလေတွေ့နေဆိုတဲ့အတိပ္ပယ်မျိုးပေါ့နော်အဲ့တော့စိုးစိုးစုတို့ဆိုရင်လည်းစိုးစိုးစုတို့နေခတာကုနိုင်ဆိုလို့ရှိရင်လည်းစိုးစိုးနေခတာကုနိုင်တို့ပါလို့ဆိုလို့ရှိရင်လည်းဒါကတွေ့ကြည့်ရုံနဲ့တည်တယ် အဲစိတ်ကူးရင်ကြည့်ရမယ်တည်ရဲဆိုတဲ့အတိတ်ပဲမျိုးပေါ့နော်အဲ့တော့ရှင်ကြည်လူလိုအိုးမိုးဦးရောဆိုးစုလူခန်းကားရဲလူဆတ်စုလူခံပန်းတာတို့မိစုမိုးလူပေါ့နော်အဲ့လိုအရာမျိုးတွေနဲ့တွဲပြီးသုံးတယ်ဝါချလေးနဲ့တွဲပြီးရောလိလာကြည့်မယ်ဆိုရင်ခါနေဝါဆူလူယောနာခုတို့ကိုဆူလူနိခတာကူတိုင်းဆိုလို့ရှိရင်သူကအဲ့ဒီလိုမျိုးကိစ္စကိုဆူလူနိခတာကူတိုင်းဆိုလို့ရှိရင်လောက်ပါတေးချရဲလောက်ပါပဲဆိုတဲ့အတိတ်ပဲမျိုးပေါ့နော်ထိုးစမ်းလောက်ပါပဲဆိုတဲ့အတိတ်ပဲခတ်တန်လွယ်လို့ဆိုတဲ့အတိတ်ပဲမျိုးလည်းအေးထားပါပေါ့နော်ခါတို့ကျော်ကစွန်းတန်နေ 心に固くない、そのし、ええ、とばか、あいらららち、どらとにね、そらあちゃろ。のわお、簡単に理解できるもの、のわお、ルルグーネ、ディダディダー、ルルグネ、ディダーネ、それでべべべ。とば、らち、どらとにね、そらが、リジオネ、ディダーネ、それでべべべべ。彼の気持ちを察す,する。你看到古代思路线，对耶，再看啥家伙，看完用的人对哪年说的特别牛，我老老话，你看思路的话，不是个西古代说的特别牛的，也把其他不咯，那都古话讲咯，可能古代哦，都可能。 တုခုနော်ဗောနခုနောမောတိုင်အိုတုခုနော်နိခတာကုနိုင်ဘောနဆိုလို့ရှိရင်လေဒီပြတနာကိုဖြည့်ရှင်းမှုအရွယ်လို့ဆိုပြီးပြောရပါဘောနဖြည့်ရှင်းမှုလေကိုနော်ညုစုကိုခေတဲ့ခါလေးဝအိုဒိုလိုခုနိခတာကုနိုင်ဆိုရင်ဒီတည်းကိုတားထောက်ပြီးတော့သူကအန်အောမှာတည်ကြရဲ့အန်အောလောက်တယ်ဆိုတဲ့ပုံစံမျိုးသူအန်အောမယ်ဆိုတာကလုံးဝဗောနခန်းတန်းဒီစိုးစိုးတဲ့ခင်ယူဆိုတဲ့အတိပ္ပယ်လုံးဝလလကူနဲ့ခံမတည်တိုင်ရဲ့ဆိုတဲ့အတိပ္ပယ်မျိုးနေရာမှာရေးထားတာဖြစ်ပါတယ် နောက်တစ်ခုလေ့လာမယ့်ဝါကြလေးကကြတော့တဏိတတိတောရှိတဲ့အာရုမာတိကိတဏိတတိတောရှိတဲ့အာရုမာတိကိဆိုတဲ့ဝါကြလေးသူရဲ့အိမ်မင်းကကြတော့အာရုဘေကိတိုင်တို့ရခိုးတို့နေဟန်းစုတို့ပေါ့နော်လုံတဲ့လုံထိုင်တဲ့အပြုအမူအပြောအဆိုသူရဲ့ဒီအရာတွေတဲ့ဟန်းစုတို့စကြင်နေတာပေါ့နော်အဲတော့ယူရုဆာလဲတိုင်းခွင့်လုံလုံးပြရတဲ့အပြုအမူတွေကိုပြုလုပ်တာမျိုးပြီးရက်ကကြတော့ဒိုးတို့ကိုတက်ကြည့်ပြီးဖူး 適切な言葉な。表面するし、のサネタバイ。あっちサネタバイがするし、ね、まあまあまあ、あてむりを、ピンディアムリを、表示で髪をまあ、あとんぷりばな。表面するし、の、とは強い。ဒီပြပြရတဲ့အညီပိုင်းစိတ်ကစားချက်ပေါ်တော့မကောင်းတဲ့စိတ်ကစားချက်တွေကိုဖွင့်ရတဲ့အခါမျိုးတွေမှာအတုံးပြရတယ်။အဲဒီတော့အတိတ်ပဲကိုနောက်တစ်ခေါက်ပြန်ပြီးအောင်ဖတ်မယ်ဆိုရင်နာနေတန်ဒီတိုးရှိတဲ့ယူလူစာတွေပဲကြည့်တယ်ဝါတိုင်းပေါ့နော်။အဲဒီလိုမျိုးအနေနဲ့ခွင့်လို့လို့မရဘူးဆိုရင်အတိတ်ပဲမျိုးနာနေတန်ဒီတိုးရှိတဲ့ food decisions တဲအားလို့ဆိုတဲ့ပဲပေါ့နော်အဲ့ဒီအရာနဲ့ပတ်သက်ပြမှာပြန်ဖြစ်နေရဲဆိုတဲ့ပုံစံမျိုးမှာအသုံးပြုရဲသူရဲ့စစ်စစ်ဆိုကဘယ်လိုလာလဲဆိုတော့ဒီအာရုမာကြီးကြီးပေါ့နော်သူစတဲ့အာရုမာကြီးကြီးဆိုတဲ့အရှိမသူစတဲ့ကတော့ထဲထဲခါလဲထဲမထဲလဲရရဲပေါ့နော်အဲ့တော့အာရုမာကြီးကြီးအရှိမနောက်လိုက်တယ်အနောက်မှာနောက်ပိတ်နေပေါ့နော်အဲ့တော့နောက်အာရုမာကြီးကြီးနောက်ပေါ့နော်။နောက်သူစတဲ့အာရုမာကြီးကနောက်ဆိုပြီးတော့လေလိုက်တယ်ပေါ့နော်။အဲ့တော့သူကဝန်ချလေးနဲ့တွေ့ပြီးရောလေ့လာကြည့်မယ်ဆိုလို့ရှိရင် あのような暴力的な行動は表紙としてあるまじき行動だ。そのし、あれのよう、暴力をさ、あちゃんぱだもの、あちゃんぱであびゅう、あぴょんりが、せやでやうか、むろてで、けいさめるぴょらもの。せやでやう、ね、あれで、こいものみはれ、けいさめるぴょらもの。彼の言動は人間としてあるまじきものだ。そのし、どういうあぴょんもね、ぴょんそりゃ、そのし、ゆうてやうみね、こいものみはれ、やめぴょんてそりゃ、でぴょんぴょんもの。会社の経営者として、 従業員を無視するのはあるまじきことだ。その時会社の経営者、その会社の利口にを、すいません、管理でルーティアをねて、こうすればあらうろにでルーティアを、レルシュタラボの、レルシュタラ、まぶ、まぶろでねけさめ、ぴょぱれ、そぶよぴょたらボの。社会として、社会として、 ယခုဆုံးဖို့ဘာမိုရာနိုင်တော်ကအာရုမချီကီခိုအီတာဆိုလို့ရှိရင်ဒီလူပအဖွဲ့စီကလူတစ်ယောက်ဖြစ်နေပြီးတော့ဂတိကိုမတည်ဘူးဆိုတာကမရှိသင့်မရှိတိုင်းတဲ့အပြုံမျိုးဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခုကကျတော့ကိုနိုယောနာဖူဆဲခိုအီဆိုနိုယောနာဖူဆဲခိုအီကခဲချတ်စကတ်တို့ရှိတဲ့အာရုမချီကီပို့တို့တာဆိုလို့ရှိရင်ဒီလိုမျိုးမကောင်းတဲ့အပြုံမျိုးပေါ့နော်မပြပတ်တာမလျော်ကန်တဲ့အပြုံမျိုးอ่ะဆိုလို့ရှိရင်ရေးတယောက်အနေနဲ့မရှိတဲ့အရာပဲဖြစ်ပါရင်ဆိုပြီးတော့ပြောထားမျိုးပေါ့နော်အဲ့တော့သူကကြတော့ဒီ ြောမယ်ဆိုရင်တခုတင်းတော့ကြာပူပါလိအဲ့ဒီသူပြောချင်တဲ့အရာတရားပါဥပမာဆရာဝင်ပဲဖြစ်ဖြစ်ဆရာပဲဖြစ်ဖြစ်ဥပမာရဲရာရှိပဲဖြစ်ဖြစ်ဒီအထက်တန်းရှိနေပဲဖြစ်အဲ့လိုမျိုးတခုတည်းပေါ့နော်တခုတင်းတော့ကြာပူပါလိကိုတည်ရူးစတူတန်ချီဝါရှိတယ်ဝါအခေတိုင်းကိုတော့ပေါ့နော်အဲပြုလုပ်လို့မရတဲ့အရာတွေကြီးမြတ်တဲ့လူတွေကမှန်မှန်မှန်တဲ့အရာတွေကိုပြုလုပ်နေတဲ့အခါမှာဝေဖန်တဲ့နေရာမှာအတော်ပြူတယ်ဝါကြလေးပေါ့နော်ဒါနေနာဒီတော့ရှိတဲ့အာရုမကြီးကြီးဆိုပြီးတော့ရှေ့ပါနောက်နောက်ပါနောက်ဆိုပြီးလိုက်တာမျိုးပေါ့နော်